မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီကနေ့ဝင်များတင်ဆက်ပေးသွားမယ့်အချောင်းရလေးကတော့7မိနစ်အတွင်းမှာချင်းရင်ချပိုးပူဟာအကုန်ပြည့်စည်တဲ့နီလန်ခုနှစ်မျိုးရဲ့အချောင်းကိုဝင်များတင်ဆက်ပေးသွားမှာပင်ဖြစ်ပါတယ်ဗျချပိုးဒုက္ခပေးလို့အရင်ပြတ်သူပေါင်းအများကြီးရှိမယ်လို့ထင်ပါတယ်ဗျချပိုးပြဒနာဟာသိတယ်လို့လို့နဲ့တကယ်ကြီးတဲ့ဒုက္ခတစ်မျိုးဖြစ်ပါတယ် ဂျပန်စာတင်ပေါ်ပေါက်ခဲ့တာကတော့အမေရိကနိုင်ငံမှာဖြစ်ပါတယ်ဂျပန်ဟာတော်ရုံနဲ့မသေးအသက်ပြင်းတဲ့တတ္တဝဆိုင်ရင်းနဲ့မှမာဝင်နေပါတယ်လူတွေရဲ့အသွေးကိုအဆုတ်ဖဲနဲ့သုံးလတီတီအသက်ရှင်နေထိုင်နိုင်ပြီးအမှုန်ချိန်အေးဒီဂရီမှာလည်းအသက်ရှင်နေထိုင်ကြပါတယ်ဒီထဲမှာတော့အချိန်ကြာမြင့်စွာနေထိုင်နိုင်တယ်လို့ဆိုကြပါတယ် ျပိုးသက်စီမျိုးစုံတို့ကိုလည်းအမေရိကမှာစတင်တည်ထွင်ခဲ့ကြပြီမဲ့အခုထိမေတ္တစိတ်ကအကောင်းဆုံးဆိုတာညွှန်ရခဲ့ပါတယ် DDD ဆိုတဲ့ဖြန့်စေကလည်းလူတွေအတွက်အနည်းရှိစီလို့ပိတ်ထားလိုက်ပါတယ်ဒါကြောင့်ချက်ဘိုးအတွက်စိန်နီပေါင်းစုံတို့ကိုစူးစီးပြီး ဝေမျှတင်ဆက်ပေးလိုက်ပါမယ်နံပါတ်1စပ်ပြမုတ် သပ်ပြန်ခရင်အမျိုးမျိုးကိုခြေနဲ့ဖြောပြီးတပိုးရှိတဲ့နေရာများကိုဖြန့်ထားပေးပါနံပါတ်1ဒူးရင်သီးရထူချပြီးပြင်းထန်တဲ့အနံ့ကိုတပိုးတွေကြောက်ကြပါလေဒူးရင်သီးအခွန်ကိုအိယာပေးအိယာအောင်ပါထားပြီးအိပ်ပါနံပါတ်3မြင်းသားအစီကို စီမီကွက်ထဲထည့်ပြီး မိတွင်ထားရင်၎င်းအနံ့ကိုချက်ပိုးများကြောက်ပြီးပြေးကြပါတယ်နံပါတ်၄ပယုလုံးများကိုခေါင်းအုံးဆောင်ချင်းတော်အိယာဘေးတို့မှာထည့်ထားပြီးအိပ်ပါပယုလုံးအနံ့ကိုချက်ပိုးများကြောက်ကြပါတယ်နံပါတ်၅ကြောင်မန်းရွက်ကိုအိယာအောင်ထည့်အိပ်ပါ၎င်းအနံ့ကြောင့်ချက်ပိုးများမလာတော့ပါဘူးနံပါတ်၆ ဖျောင်းကွန်စောခင်းအိမ်ပါဖျောင်းကွန်စောကိုဇဘိုးများမနစ်တဲ့ကြပါဘူးနံပါတ်9အသင်ပြုလုပ်ထားတဲ့ဖြန်းစင်းများကိုလည်းအသုံးပြုပါဇဘိုးမရှိအောင်အိမ်ယာခင်းခေါင်းစွန်များကို မကြာခဏလျှော်ပါနေပူလမ်းမှာတန်းရှင်းအောင်ထားပါကျွန်တော်ရဲ့ DK YouTube channel ကိုလည်း subscribe လုပ်ပေးကြဖို့ 东苏州买的票。